ဖောက်ပြန်တာကိုမိရာတော့မှလင်ငယ်ဘက်ကနေမမမမရက်ပြီးနေရဲ့မိမအားလုံးမင်္ဂလာပါမင်းနျူးချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါအခုနောက်ပိုင်းမှာတော့ဖောက်ပြန်တဲ့လူတွေစီးမရှိတဲ့လူတွေသူများလင်တွေမရတွေစနိုက်ကြတာတွေပေါ်ပေါ်ထင်ထင်များလာကြပါလက်ရှိတော်တော်များများကတော့ယောက်ျားတယောက်မိမတယောက်ကတရားဝင်ယူထားတဲ့သူရှိရင်ဒါပေမဲ့အပြင်တွေသွားရင်လူပြိုအပြိုလောက်ကြပါအဲ့တော့ဒီလိုဖောက်လွဲဖောက်ပြန်လုပ်တဲ့ကိစ္စတွေကပုံများလာပါဖောက်ပြန်ခရရဲ့ကိစ္စတွေက လုတ်တဲ့သူအတွက်ကတော့ဘလုံးနေလဲမသိပေမဲ့ခံခဲ့ရပုံတဲ့သူတွေအတွက်တော့ဒီအရာကဘလုံးမှသီးမခံနိုင်တဲ့ကိစ္စပါပဲမိမကကောင်းရင်ယောက်ျားကဖောက်ပြန်ကြသလိုယောက်ျားကကောင်းရင်လည်းမိမကဖောက်ပြန်တတ်ကြပါသေးတယ်ခုတကမှလည်းမိမဖြစ်သူကတငယ်ချင်းဆိုပြီးလင်းငယ်ကိုအိမ်ခေါ်အိတ်နေရဲ့ဖြစ်စဉ်တခုမလေးရှားမှာဖြစ်သွားခဲ့တာပါမင်းကလေးကတော့အရာရီတိုင်းဒေသကြီးအိမ်မဲမျိုးကွင်းကလေးရွာက အီအီဖြိုဖြစ်ပြီးတရားဝင်နေကြီးလည်းရှိပါတယ်။နေငယ်ကတော့သူတို့အနီးနားပတ်ဝန်းကျင်မှာအလုံးလုံးကိုင်းတဲ့ကောင်းလေးတယောက်ပဲဖြစ်ပါတယ်။အီအီဖြိုကတော့အိမ်တော်လည်းရှိသလိုသမီးလေးတယောက်ကိုလည်းမွေးထားတာပဲဖြစ်ပါတယ်။ဒါပေမဲ့သူမကတော့အမျိုးမျိုးအကြောင်းပြကနေကြီးနဲ့ကလေးကိုပြစ်ထားပြီးတခြားမှာအခန်းငါးပြီးလာနေနေရပဲဖြစ်ပါတယ်။အဲ့ကနေနောက်ပိုင်းတော့ဖြိုးဝင်လင်းဆိုသူနဲ့ချစ်တိုက်ခဲ့ပြီးကောင်းလေးကိုညလိုက်သူ့တငယ်ချင်းကရေပူလာပို့ပေးတယ်ဆိုပြီးနှစ်ယောက်သာနေကြီးမသိချင်းခုတ်တွေ့နေရပါ။ ဤဤဖြိုကတော့အရင်ကလည်းသမီးလေးမျက်နှာကိုမထောက်ထားပဲအိမ်တော်ကြီးခဏခဏဖောက်ပြန်နေသူတယောက်ဖြစ်သလိုမကြာခဏလည်းလင်ကြီးနဲ့ဘာမှမဆိုင်ဘူးဆိုပြီးလာနေချီထွက်သွားလာပြန်လာတာတွေလည်းမကြာခဏလှုပ်ပြီးရှီချုံတက်သူတယောက်လည်းဖြစ်ပါဒါပေမဲ့လင်ကြီးကတော့သမီးလေးမျက်နှာကြောင့်အကြိမ်ကြိမ်ခွင်းလို့ပြီးခဲ့ပြီးပေါင်းသိနေခဲ့ရပါခလေးကိုလည်းသူသားလေးမိခင်ဖြစ်လို့သူပဲစောင့်ရှောက်နိုင်မှငါ့ဘာသာလေးပဲရောက်ယူယူဆိုပြီးလင်ငယ်ကိုလည်းသူကငါခေါ်လို့လာရတာဆိုပြီးပျက်တမ်းကောက်ွယ်ပြောဆိုနေခဲ့ရပါ ကျမတို့အရင်ကတော့မရင်ငယ်ချုပ်တဲ့ယောက်ျားမျိုးတွေကိုသာတွေ့ခဲ့ရပေမယ့်အခုတော့ကို့အပေါ်ကောင်းပြီးရဲ့လင်းအပေါ်ဖောက်ပြန်တဲ့မိမကိုလည်းတွေ့ပူခဲ့ရပါပြီ။သူမကတော့လင်းကြီးကမပြတ်သားနိုင်မှန်းသိရောလင်းငယ်နဲ့ဖောက်ပြန်တာကိုမိချိန်မှာတော့လင်းငယ်ကိုကာကွယ်ပြီးလင်းကြီးကိုပြန်နေထုံနေသေးရပါ။အခုနောက်ပိုင်းမှာတော့လူတိုင်းကိုမစိုးလို့ပေမယ့်တော်တော်များများကတော့စင်ကာပူ၊မလေးရှား၊ထိုင်းရောက်အိမ်နောက်တဲ့အမျိုးသမီးတွေဒီလိုအပြုတ်မှုမျိုးကျူးလွန်နေရအများကြီးရှိလာပါပြီ။အခုဖောက်ပြန်တဲ့အမျိုးသမီးကလည်းအကြောင်းလမ်းမရှိရဲတင်းချက်ပါပဲ လင်ငယ်ကလည်းဖုန်းကြည့်တာမပြတ်တာအားလုံးမြင်ပါပဲ။လင်ကြီးရဲ့အဖြစ်ကတော့မပြတ်မသားနဲ့မယားကခြံကုံစားရှိနေရကိုတိတိနဲ့ပတ်သက်နေပြီးမယားကတော့တလကြော်သားတိတိရဲ့အမျိုးသားတငယ်ချင်းပြတ်ကိုအိမ်ခေါ်အိတ်တဲ့အထိကိုစိုးတန်းခဲ့ရပါ။ဘာပဲဖြစ်ဖြစ်အတီးကတော့လင်ကြီးကသနာကြဆိုပေမဲ့အချိန်ချင်းဖောက်ပြန်တဲ့မိမကိုမှခွလွပြီးပေါင်းတင်တာကတော့တကယ့်ကိုမိုက်မဲတဲ့လုပ်ရပါပဲ။ကိုကြီးနေတဲ့သူရောဖောက်ပြန်တဲ့မင်းကလေးနဲ့ပါပတ်သက်ပြီးမိမိရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။ ဗဘဲတန်းမြို့နယ်က beauty lawn hotel မှာဖြစ်ပွားတဲ့ကြောင်မတ်ဖွင့်ရဖြစ်ရတဲ့ခုအားလုံးမင်္ဂလာပါမီနျူး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါဒီရက်ပိုင်းမှာတော့ social media မှာရေးပန်းစားနေရတာကတော့ beauty lawn hotel ကလူသက်မှုတစ်ခုပဲဖြစ်ပါဒီသတင်းကတော့ကြားရသူတိုင်းမယုံနိုင်စရာတောင်းလို့ခင်ရတဲ့သတင်းပါပဲခုခေတ်လူငယ်တော်တော်များများကဂိမ်းတွေဆော်ပြီးရှုံးရတဲ့အခါကြံရမရပဲမလုံတဲ့နာတွေကိုလှုပ်လာကြပါအခုတခါမှလည်းရန်ကုန်တိုင်းဒေသကြီးဗဘဲတန်းမြို့နယ် အမတ်စတိရက်ွက်ရှိ32 Beauty Land Hotel ငါးလွာအခန်းနံပါတ်900နှင့်ဗဒေးပေါက်အပြင်ဘက် အေကွန်အော်ဒေါ်နှစ်ခုကြားမှာအမိုက်အအတွင်တည်ဆုံနေတဲ့အမျိုးသမီးတို့ကိုတွေ့ရှိရပြီးအော်တိုဘာ6ရက်နေ့နံပိုင်းမှာတော့တည်င်းအရရဲတပ်ဖွဲ့ဝင်များကတွားရောက်စစ်ဆေးခဲ့ရာပလတ်စတစ်အမိုက်အအတွင်တပ်ဖြတ်ခံရပြီးဝမ်တွင်းကလီစာများနဲ့ဝဲဘက်ပေါင်အသားများနှီးဖြတ်ထုတ်ယူထားခြင်းခံရရတဲ့ အသက်20နှစ်ခန့်အမည်မသိအမျိုးသမီးတဦးရဲ့အရောင်းအားတွေ့ရှိရသဖြင့်ဗဘဲတန်းမျိုးမရဲစကန်ကရာဇသက်ကြီးပုံမှ300နှစ်ဖြင့်အမှုရေးဖွင့်စစ်ဆေးဆောင်ရွက်ခဲ့ပြီးလုံခြုံရေးတပ်ဖွဲ့ဝင်များကစုံစမ်းဖော်ထုတ်ခြင်းများဆောင်ရွက်ခဲ့ရာတည်ဆုံးသူမှပဲခူးတိုင်းဒေသကြီးနတ်တလီမြို့နယ်ရှိမဆုမြဝင်း23နှစ်ဖြစ်ကြောင်းသိခဲ့ရပါတယ်။အဲဒီနောက်မှာတော့ပြစ်မှုကျူးလွန်သူများကိုဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာတာကီတာမျိုးနဲ့အမတ်ခွနဲ့အရှိရက်ွက်တွေနေထိုင်သူများဖြစ်ပါတယ်။ဆရာဝန်တွေဖြစ်ပြီးဒေါက်တာကျော်မင်းအောင်ဒေါက်တာအီတီယာသမီးခန့်စုဝင်းတားငယ်အောင်ခန့်ကျော်စင်တို့နှစ်ယောက်ကိုမိထားတာဖြစ်ပြီးတားငယ်ဖြစ်တဲ့အောင်ခန့်ကျော်စင်ကတော့မိဘတွေကပညာတတ်အောင်သင်ပေးပြီးကိုကျင်းစာတရားနဲ့အစာနာစိတ်လေးသင်ပေးလိုက်ပုံမရပါဘူး။အခုတော့တာသမီမကောင်မိဘကောင်ဆိုသလိုပါပဲ။တာသမီရဲ့လူမဆန်တဲ့လုပ်ရက်ကြောင့်မိဘတွေရဲ့ဆရာဝန်ကုန်သိခါပါကြားခဲ့ရပါတယ်။ကျူးလွန်သူအသက်၁၈နှစ်အရွယ်ရှိ အောင်ခန့်ကျော်စင်နဲ့သူ့ရဲ့ဇနီးဖြစ်သူဗဟန်းမြို့နဲ့အရှိရွှေကုန်တိုင်းရက်ွက်အောင်ချမ်းသာအင်ယာနဲ့အသက်၁၈နှစ်အရွယ်ရှိအေမွန်အောင်တို့ဖြစ်ကြောင်းစုံစမ်းဖော်ထုတ်သိရှိခဲ့ပြီးဖန်ကြီးရမိနိုင်ရေးဆက်လက်ဆောင်ရွက်ခင်ရာ၎င်းတို့နှစ်ဦးအားအောက်တိုဘာ9ရက်နေ့နေ့ပိုင်းကသူ့ရဲ့နေအသီးသီးမှာဖန်ကြီးရမိခဲ့ပြီးအောင်ခန့်ကျော်စင်နဲ့အိမ်မှာ ပြစ်မှုကျွလွန်ချိန်ကသူဝိစင်အတုံးပြုခဲ့အဝိစားများစတီတာ2000တည်ဆုံးသူကန်ဆောင်တဲ့လက်ကင်ပုံတလုံးအပါအဝင်လက်ကင်ပုံ3လုံးဆက်ဆက်ပစ္စည်းများအားတင်စီရရှိခဲ့ပါ යි အဆိုပါပြစ်မှုကျွလွန်သူအောက်ခန့်ကျော်စင်ရဲ့ထွက်ဆိုချက်အရသူကဂိမ်းအလွန်ကြောကစားခြင်းလူသက်အလောင်းဖြောက်တဲ့နိုင်ငံသားဇလန်တွင်များအားအလွန်အကျွံကြည့်ရှုလေးရှိကြောင်း အော်တိုဘား9ရက်မှာလီဒါအမည်ရှိ Telegram Channel မှာတစိမ့်မဆုမြဝင်အားပျော်ပါရန်အတွက်အခကြေးငွေဖြင့်ဆက်သွယ်ခေါ်ယူခဲ့ပြီးဗဘဲတန်မြို့နယ်ရှိ32 Beautyland Hotel အခန်းအမှတ်900နှစ်၌ပျော်ပါနေစဉ်သူကြည့်ရှုခဲ့တဲ့လူသက်အလောင်းဖြောက်နိုင်ငံသားရုပ်သံဇလံတွင်များမှဇက်ဆောင်များအတိုင်းမဆုမြဝင်အားလုတ်တန်ခဲ့တာဖြစ်ပါတယ်။အဲနောက်သူရဲ့ကြီးသားဖြစ်သူအေမွန်အောင်ကိုအဆိုပါဟိုတယ်ကိုခေါ်ဆောင်က အခန်းတွင်တန်ရှင်းလုပ်ပြီးမဆုမြတ်ဝင်းရဲ့အလောင်းအားဖျောက်ဖျက်ခြင်းတို့ပြုလုပ်ခဲ့ကြောင်းဖော်ထုတ်ရရှိခဲ့တဲ့အတွက်အမျိုးသမီးတဦးအားရက်ဆက်စွာတက်ဖြတ်ခဲ့တဲ့အောက်ခန့်ကျော်စင်နဲ့အလောင်းဖျောက်ဖျက်ရာမှာပူပေါင်းပါဝင်ကျူးလွန်ခဲ့သူအင်မွန်အောင်တို့ကိုဥပဒေနဲ့အညီထိရောက်စွာအရေးယူနိုင်ရေးဆောင်ရွက်သွားမယ်လို့သိရပါတယ်။အခုနောက်ပိုင်းလူငယ်တော်တော်များများက ကျောင်းမောက်ဖွေရလူသက်ကင်းများဇလန်တွင်များအကြည့်ရှုပြီးအတိစိတ်လွတ်ကစံသက်ခြင်းစိတ်များဖြစ်ပေါ်လာကြပါ යි ငငယ်ရွယ်ရွယ်နဲ့မလုံတင်နာကိုလုံမရဲ့အတွက်ဘဝတစ်ခုလုံးဆုံးရှုံးရတော့မှာပါသာသမီကိုအလိုလိုက်အနီးကန်ဆောက်ရှောက်မှုမရှိသာသမီစိတ်ကိုနားမလည်တဲ့မိဘတွေအတွက်တော့တကယ့်ကိုစိတ်မကောင်းစရာပါပဲစိတ်အားသေးပြေဖို့တစားကန်ဖြစ်သွားခဲ့ရတဲ့မိန်းကလေးလေးကောင်းရမွန်ရာရောက်ပါစေအဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် ထောက်ပြန်တာကိုမိရာတော့မှလင်းငယ်ဘက်ကနေမမမမရက်ပြီးနေရင်မိမအားလုံးမင်းမင်္ဂလာပါမင်းညူး channel လေးကနေပြန်လဲကြိုဆိုလိုက်ပါအခုနောက်ပိုင်းမှာတော့ဖောက်ပြန်တဲ့လူတွေစီးမရှိတဲ့လူတွေသူများလင်တွေမရတွေစနိုက်ကြတာတွေပေါ်ပေါ်ထင်ထင်များလာကြပါလက်ရှိတတော်များများကတော့ယောက်ျားတယောက်မိမတယောက်ကတရားဝင်ယူထားတဲ့သူရှိရင်ဒါပေမဲ့အပြင်တွေသွားရင်လူပြိုအပြိုလောက်ကြပါအဲ့တော့ဒီလိုဖောက်လွဲဖောက်ပြန်လုပ်တဲ့ကိစ္စတွေကပုံများလာပါဖောက်ပြန်ခံရတဲ့ကိစ္စတွေက လှုပ်တဲ့သူအတွက်ကတော့ဘလုံးနေလဲမသိပေမဲ့ခံခဲ့ရဖို့တဲ့သူတွေအတွက်တော့ဒီအရာကဘလုံးမှသီးမခံနိုင်တဲ့ကိစ္စပါပဲမိမကကောင်းရင်ယောက်ျားကဖောက်ပြန်ကြသလိုယောက်ျားကကောင်းရင်လည်းမိမကဖောက်ပြန်တတ်ကြပါသေးတယ်။ခုတကမှလည်းမိမဖြစ်သူကတငယ်ချင်းဆိုပြီးလင်းငယ်ကိုအိမ်ခေါ်အိမ်နေရဲ့ဖြစ်စဉ်တခုမလေးရှားမှာဖြစ်သွားခဲ့တာပါ။မင်းကလေးကတော့အရာရီတိုင်းဒေသကြီးအိမ်မဲမျိုးကွင်းကလေးရွာက အီအီဖြိုဖြစ်ပြီးတရားဝင်ကြီးလည်းရှိပါသေး။ငငယ်ကတော့သူတို့အနီးနားပတ်ဝန်းကျင်မှာအလုံးလုံးကိုင်းတဲ့ကောင်းလေးတယောက်ပဲဖြစ်ပါသေး။အီအီဖြိုကတော့အိမ်တော်လည်းရှိသလိုသမီးလေးတယောက်ကိုလည်းမွေးထားတာပဲဖြစ်ပါသေး။ဒါပေမဲ့သူမကတော့အမျိုးမျိုးအကြောင်းပြကလင်ကြီးနဲ့ကလေးကိုပြစ်ထားပြီးတခြားမှာအခန်းငါးပြီးလာနေနေရပဲဖြစ်ပါိုက်အဲ့ကနေနောက်ပိုင်းတော့ဖြိုးဝေလင်းဆိုသူနဲ့ချစ်တိုက်ခဲ့ပြီးကောင်းလင်းကိုညတိုင်းသူ့တငယ်ချင်းကရေပူလာပို့ပေးတယ်ဆိုပြီးနှစ်ယောက်သာလင်ကြီးမသိချင်းခုတ်တွေ့နေရပါ ။အီဖြိုကတော့အရင်ကလည်းသမီးလေးမျက်နှာကိုမထောက်ထားဘဲအင်တာရီခဏခဏဖောက်ပြန်နေသူတယောက်ဖြစ်သလိုမကြာခဏလည်းလင်ကြီးနဲ့ဘာမှမဆိုင်ဘူးဆိုပြီးလောင်းနေချီထွက်သွားလာပြန်လာတာတွေလည်းမကြာခဏလုပ်ပြီးရှီချုပ်တက်သူတယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့လင်ကြီးကတော့သမီးလေးမျက်နှာကြောင့်အကြိမ်ကြိမ်ခွန့်လို့ပေးခဲ့ပြီးပေါင်းသိနေခဲ့ရပါကလေးကိုလည်းသူသားလေးမိခင်ဖြစ်လို့သူပဲစောင့်ရှောက်နိုင်မှငါဘာသာလေးပဲနှစ်ယောက်ယူယူဆိုပြီးလင်ငယ်ကိုလည်းသူကငါခေါ်လို့လာရတာဆိုပြီးမဆက်တန်းကောက်ွယ်ပြောဆိုနေကြရပါ ကျမတို့ရင်ကတော့မရင်ငယ်ချုပ်တဲ့ယောက်ျားမျိုးတွေကိုသာတွေ့ခဲ့ရပေမယ့်အခုတော့ကို့အပေါ်ကောင်းပြီးရဲ့လင်းအပေါ်ဖောက်ပြန်တဲ့မိမကိုလည်းတွေ့ပူခဲ့ရပါပြီ။သူမကတော့လင်းကြီးကမပြတ်သားနိုင်မှန်းသိတော့လင်းငယ်နဲ့ဖောက်ပြန်တာကိုမိချိန်မှာတော့လင်းငယ်ကိုကာကွယ်ပြီးလင်းကြီးကိုပြန်နေထုံနေသေးရပါ။အခုနောက်ပိုင်းမှာတော့လူတိုင်းကိုမစုံလို့ပေမယ့်တော်တော်များများကတော့စင်ကာပူ၊မလေးရှား၊ထိုင်းရောက်အိမ်နောက်တဲ့အမျိုးသမီးတွေဒီလိုအပြုတ်အမှုမျိုးကျူးလွန်နေရအများကြီးရှိလာပါပြီ။ အခုဖောက်ပြန်တဲ့အမျိုးသမီးကလည်းအကြောင်းလမ်းမရှိရဲတင်ချက်ပါပဲ။နေငယ်ကလည်းဖုန်းကြည့်တာမပြတ်တာအားလုံးမြင်ပါပဲ။လင်ကြီးရဲ့အဖြစ်ကတော့မပြတ်မသားနဲ့မယားကခြံကုံစားရှိနေရကိုတိတိနဲ့ပတ်သက်နေပြီးမယားကတော့တလကြော်သားတိတိရဲ့အမျိုးသားတငယ်ချင်းပြတ်ကိုအိမ်ခေါ်အိတ်တဲ့အထိကိုစိုးတန်းခဲ့ရပါ။ဒါပဲဖြစ်ဖြစ်အဒီကတော့လင်ကြီးကတနာကြဆိုပေမဲ့အချိန်ချင်းဖောက်ပြန်နေတဲ့မိမကိုမှခွလွတ်ပြီးပေါင်းတင်တာကတော့တကယ့်ကိုမိုက်မဲတဲ့လုပ်ရပါပဲ။ ကုကြည်နေသူတွေရောဖောက်ပြန်တဲ့မင်းကလေးနဲ့ပါပတ်သက်ပြီးမိမိရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်